ငရင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများအင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်လျက်ရှိရာမေလ26ရက်နေ့မှာကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးတပ်ပုံနဲ့တာဝန်ရှိသူများဟာသခိုင်းမျိုးအတွင်းရှိငရင်တန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့ဖျားစေဒီပထိုးများမှာကျွမ်းကျင်ပညာရှင်များမှတိုင်းတာချင်းလုပ်ငန်းများဆောင်ရွက်နေမှုများနဲ့စူပေါင်းရှင်းလင်းဖယ်ရှားနေမှုများ ငရင်တန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့ဝါချက်ကြီးရွာအခြေခံပညာထက်တန်းကျောင်းခွဲကျောင်းဆောင်များယာယီကျောင်းဆောင်တဲ့စားလုံနေမှုများကိုကြည့်ရှုပြီးလိုအပ်တာများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါရင်အရင်နောက်သခိုင်းတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးမြတ်ကျော်ကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယပိုချုပ်ကြီးတပ်ပုံနဲ့တာဝန်ရှိသူများဟာမွန်လယ်ပိုင်းမှာသခိုင်းပညာရေးတက္ကသိုလ်မှာ ဂရိတ်တွဲဆာမဝဲပြန်လည်ဖြည့်ဆို့မယ်ကျောင်းသားကျောင်းသူအနီးကပ်စခန်းသွင်းလေ့ကျင့်သင်ကြားနေမှုများနဲ့ကျောင်းသားကျောင်းသူများနေထိုင်ကြတဲ့အိတ်ဆောင်များအား၎င်းစကိုင်းမြို့တောတာပန်ရက်ွက်ရှိရွှေဟင်းသာကျောင်းတိုင်းမှာစူပေါင်းရှင်းလင်းဖေရှားခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအား၎င်း နန်းဦးမြို့တည်အတွင်ငရင်ဘိဒံတင်ဝန်ထမ်းမိသားစုများမုံမကြမီအ мян ဆုံးပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် modular house များနဲ့ယာယီလူနေအဆောက်အအုံများဆောက်လုပ်ပြီးစီးမှုအခြေအနေအား၎င်းပိုရန်ရက်ွက်ရှိအမှတ်၁အခြေခံပညာအထက်တန်းကျောင်းယာယီကျောင်းဆောင်တွေဆောက်လုပ်ပြီးစီးမှုအားတာရောက်ကြည့်ရှုပြီးလိုအပ်တာများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ အလားတူကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးစိုးတင့်နိုင်တဲ့တာဝန်ရှိသူများဟာမန္တလေးမြို့ချမ်းသာကြီးမြတ်စွာဘုရားနဲ့အနောက်တိုက်တော်အုပ်ချုပ်ကိုတွားရောက်ပြီးအပြည့်အစည်းများဖေရှားရှင်းလင်းဆောင်ရွက်ပေးစီမှုများဇယန်နေရာကြီးများအသုံးပြုပြီးအရှိန်ဟုန်မြင့်ဆောင်ရွက်နေမှုများတွားရောက်ကြည့်ရှုအားပေးကကျောင်းထိုင်ဆရာတော်ကြီးများအလူငွေနဲ့လူပဲဝိတ္ထုပစ္စည်းများဆက်ကပ်လှူဒန်းခဲ့ပါသည် အရင်နောက်အောင်မြေသားဆန်မြို့နယ်အနှိတ်တော်ရက်ွက်ရှိညဏဝရီသီလရှင်စာတင်တိုင်းတကောင်းတိုက်ကို၎င်းအမရပူရမြို့နယ်စင်စယ်ဖို့ကျေးရွာရှိလောကမှုနှင့်မြတ်စွာဘုရားမှာဖယ်ရှားရှင်းလင်းပြီးစီးမှုများ၎င်းမန္တလေးတက္ကသိုလ်ပင်မဆောင်ရှိငရင်တန်ကျောင်းမီးလောင်ပြိုကျပျက်စီးသွားတဲ့အပျက်စီးများအားတမတော်သားစစ်တီများမှာဖယ်ရှားရှင်းလင်းဆောင်ရွက်နေမှုတို့အားလိုက်လံကြည့်ရှုပြီးလိုအပ်တာများပေါင်းဆက်ညှိနှိုင်းဆောင်ရွက်ပေးပါသည် အလားတူကာကွယ်ရေးဦးစီးချုပ်ယုံကြည်မှဒုတိယဗိုလ်ချုပ်ကြီးမြို့တက်နိုင်ဟာကြောက်စဲခရိုင်မြသားမျိုးမြို့နယ်ခမ်းမမှာဒေသခံပြည်သူများအားငရင်တန်ခံနိုင်တဲ့အဆောက်အအုံများဆောက်လုပ်နိုင်ရေးအသိပညာပေးဟောပြောပွဲကိုတက်ရောက်ပါတယ်။ အရင်နောက်ကြောက်စဲခရိုင်မြစ်သားမြို့နယ်ခမ်းမဝင်းအတွင်းရှိမြို့နယ်စီပင်တရားရေးအဖွဲ့အင်ဂျင်နီယာဌာနခွဲယာယီယုံနယ်မြစ်သားမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယာယီယုံများအတွက် modular container house များဆောက်လုပ်ပြီးစီမှုနှင့်ရုံးလုပ်ငန်းများဆောင်ရွက်နေမှုများအားတွားရောက်ကြည့်ရှုပါသည် အရင်နောက်ခြေကံပညာအထက်တန်းကျောင်းမြစ်သားနဲ့မြစ်သားမြို့နယ်ဘူတာရက်ကွက်အမကဘူတာကျောင်းဝင်းအတွင်းရှိယာယီကျောင်းဆောင်တင်များဆောက်လုပ်နေမှုတို့အားတာရောက်ကြည့်ရှုခဲ့ပါသည် ဆက်လက်ပြီးဘူတာရက်ကွက်ရေဝုံးမြင်းချံကာလန်ဘေးနဲ့ပြည်ပန်းကျေးရွာအုပ်စုရန်ကုန်မန္တလေးလမ်းမကြီးဘေးအနေရရှိနေအဆောက်အုံတို့အားဆက်ရည်နေရာများဖြင့်ရှင်းလင်းဆောင်ရွက်နေမှုအားတာရောက်ကြည့်ရှုခဲ့ပြီးလိုအပ်တာများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။